နေတဲ့ရန်ကုန်မန္တလေးအမြန်လန်း18မိုင်3ဖာလုံရွှေစီတော်ရိပ်သာအနီးမင်းကုန်းကျေးရွာလှဲကူးမြို့နယ်ကထေရီမတို့ရွာအကြောင်းလေးကို ပြောပြပေးသွားခြင်းပါတယ်။အမျိုးသမီးတီးတန့်အေးအေးချမ်းချမ်းတရားအားထုတ်လိုသူတွေမြတ်ဗုဒ္ဓအလိုကျနီးမှန်လန်းမှန်စနစ်တကျအသိလိုတတ်လိုသူတွေအခုမှတရားအားထုတ်ခါစားမှုကမ္မထာနာစရိယကိုရိုင်းအနီးကညွှန်ပြမှုကိုခံယူလိုသူတွေအတွက်ရန်ကုန်မြို့နယ်မင်းမွေးကမွန်ကျက်ပူလောင်မှုတွေနဲ့ ဲ့ဝေးရာတောတောင်သဘာဝနဲ့အပြိုင်တာယာလှပစိတ်ငြိမ်းတဲ့အပြင်မြေအေက40ကျုံအတွင်းမှာမြင်းမြင်းသမျှကြည်နူးစရာတွေနဲ့ပြည့်စုံနေတဲ့တောရရိပ်သားလေးတစ်ခုလည်းဖြစ်ပါရဲ့ရှင်တက္ကသိုလ်ကတိက PhD ဘွဲ့ရဒေါက်တာဒေါခင်ယူနွယ်ဟာယာရုဥစ္စာရွှေငွေပိုင်ဆိုင်မှုအရာအလုံးကိုစွန့်လွှတ်၍ဥပလဝန္နာထေရီအဖြစ်မြင့်မြတ်တဲ့ဘဝကိုကူးပြောင်းပြီးအမြန်လန်း ်16မိုင်3ဖာလုံအတွင်းဘက်မှာဘောရီစာရာတောရထေရီမတို့ရွာကိုတီထောင်၍သာသနာထွန်းကားပြန်ပွားရေးအတွက်ဆောင်